အားလုံးပဲမင်္ဂလာပါအန်ဇက်အင်တာတိန်းမန့်ကနေကြိုဆိုလိုက်ပါတယ်ပရလောကနဲ့ဆိုင်တဲ့ကိုတွေ့ဖြစ်ရမယ့်ဇလန်းနဲ့အခြားသောပရလောကနဲ့ဝိညာဉ်များဆိုင်ရာအကြောင်းအရာများကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင် like and follow လေးလုပ်ပြီးခဲ့ကြပါဦးနော်ကဲဆက်လိုက်အောင်ကျွန်တော်နဲ့အိမ်ကြီးက ျွန်တော်နဲ့တငယ်ချင်းတစုတို့သည်2006ခုနှစ်စေတန်းဆောင်ဝင် နောက်ဆုံးဖြည့်ဆိုပြီးအဲဒီညရောက်တော့တငယ်ချင်းတစုတနည်းအားသွားဖို့ဖြော်ပါဖို့ဖြစ်လာခဲ့ပါတယ်ကျွန်တော်တို့နေတဲ့မြောက်ကလာပါမဲလမှုဖျားဇီးပွဲတော်ကြီးကျင်းပတဲ့အချိန်ပေါ့ထိုဖျားပွဲစည်းတော်ကြီးမှာတငယ်ချင်းတွေနဲ့ဇာမွေးလေးပြီးပြီဆိုတော့ရှောက်ပတ်ကြည့်ရင်ရမကားဆိုင်ရှာပြီးသွားကြတော့တာပဲညာဆက်တနိုင်ထူတော့ အကုန်ကွဲပြင်းမှုနေကြအဲ့ဒါနဲ့အိမ်ပြန်ကြောခိုင်းကြတာပေါ့လမ်းမလည်းပေါင်နေပြီလူလည်းပြတ်နေပြီမမှုနဲ့အရောက်တော့အဖေကခြံဝါမဆောက်ပြီးလက်ထောက်နီးနီးလေးနဲ့ကြည်နေတာပေါ့ဒေါသလည်းထွက်နေနောက်ကျလို့ခြံတကားကိုဖွင့်ပြီးဒါမင်းအိမ်ပေါ်တန်းတက်တော့အဖေအေးရခင်းထားတယ်ကျွန်တော်လည်းဟုတ်ဟုတ်အဖေဆိုပြီးတက်သွားပြီးအေးရတယ်တကြိုးတည်းအိတ်လိုက်ပါ ကဲပြဿနာအခုမှစပါအရက်တောက်ထားတဲ့အချိန်ကြောင့်ဂျင်းတွေပူပြီးဤစာနေရပါဗျာရေတောက်ချင်လို့ကျွန်တော်တို့အိမ်ရောက်ထုတ်ကိုစင်းပြီးရေသွားတောက်တာအမေကတွေ့တော့ထလာတယ်နေရက်တွေတောက်လာတာလားကျွန်တော်လဲဟုတ်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 အမေကအေးနောက်တစ်ခါဆိုမလွယ်ဘူးနော်ဆိုပြီးစူကန်တီးပြန်ဒါနဲ့အိမ်မော်တက်တက်ပြီး ဗရန်ဒါစီကိုပူလို့လေထွက်ခံတော့ဘူးအမှကျွန်တော်သိတဲ့ဘေးကြံကအဖကဘေးကြံဝရန်ဒါမှာရက်ပြီကျွန်တော်လိုပဲလေငင်းခံနေတာပေါ့အဲ့တော့ကျွန်တော်လဲဟောနှုတ်ဆက်လိုက်ဦးမှာပဲဆိုပြီးတော့အဘအဘလို့လှမ်းခေါ်လိုက်တယ်အဘကကျွန်တော်ဂိမ်းမဆိုင်ဘူးဗျကျွန်တော်လဲစိတ်ထဲတမျိုးဖြစ်သွားတယ်ဘာလဲပေါ့အဲ့မှာထူးဆန်းတာတအိမ်လုံးမိတွေထုံးလူတွေလည်းအများကြီးပဲညနေနေပြီဆိုတော့ အဲ့အပေါကြည့်ပြီးတော့ခွေးတွေကလည်းဥဒန်လက်လက်ချင်းနဲ့ဥနေတာပေါ့ဗျာအဲ့ဒါနဲ့အိမ်ထဲကိုပြောင်းလာခဲ့အမင်းနဲ့နောက်တစ်ခေါက်ထပ်တွေ့ရောဟဲ့နေမအိပ်သေးဘူးလားတတိုင်းကြော်နေပြီဆိုပြီးပြောရောအဲ့ဒါနဲ့ကျွန်တော်လည်းဟုတ်ရေစာလို့ပါအမေဘေးဘိုးဘက်ခြံကအဘကမအိပ်သေးဘူးတော့ဒီချိန်ကြီးဘရန်နာမှာတွေ့တယ်တော့အမေအမေကလည်းမျက်စိပြက်မျက်နှာပြက် အလန့်တကြားဖြစ်ပြီးဟဲ့ဟဲ့မင်းပြဿနာပိတ်ထားတယ်ခလေးတွေကြားကုန်ပြီလေကျွန်တော်လည်းဘာများဖြစ်လို့လဲကျွန်တော်ညီလေးညီမတွေကလည်းအိတ်နေတာဆိုတော့လေအမေကအဲ့တော့မှထပ်ပြန်တော့နေရတော့ပျော်လို့ပါလို့ရက်တော့တောက်တာပေါ့အေးအဘညနေ6နာရီတော့အုံနောက်သွေးကြောပြက်ပြီးဆုံးသွားတာကျွန်တော်လည်းဟာ ဟုတ်လားမင်းအဲ့တော့သွားမယ်အဲ့အချိန်မှာမင်းကလည်းနေပေါက်ပြရတော့မပြောနဲ့တော့သွားအိတ်တော့အဲ့မှာကျွန်တော်ကြောက်စိတ်ဝင်ပြီးမျိုးလုံးပြည့်မျက်စက်ကြီးဖြစ်ပြီးတကယ်လန့်သွားလားကိုမျက်စိနဲ့တက်တက်ကြီးတွေးခဲ့တာဆိုတော့ရုံရခတ်မရုံရခတ်ဟာပြောလို့မရဘူးအဲ့ဒါနဲ့အိတ်ရတဲ့ပြန်ဝင်ပြီးမယုံလို့ထတ်ချောင်းကြည့်ရတာဘေးကအပေါက်တတိယ အဲ့ဘာမတည့်ရနေတာလဲကျွန်တော်ထပ်တွေ့တယ်ကျွန်တော်တို့အိမ်ဘုံကောင်းရှိပြီချင်းလှဲ့လာတာကိုတွေ့အလေအမြန်ပဲခေါင်းမိချုံအမြန်အိတ်တော်တာပဲအတိရှိလိုက်ပုံများဒါနဲ့မနဲ့မူလင်းရောညကအဖြစ်ပြက်ကိုမယုံနိုင်ဘူးဖြစ်နေအဲ့ဒါနဲ့သူ့အလောင်းရှိတဲ့နေရာကိုဓာရီမင်းထွားလဲကြည့်ရောညကကိုသူဝတ်ထားတဲ့တီရှပ်အဖြစ်အင်းကြီး ဂျောပစုံနဲ့ကွက်တင်ကိုတွေးရတာမလားတော်တော်တော်ဟုတ်ခဲ့ကျွန်တော်ဘဝမှာပထမဆုံးအတွေ့အကြုံတည်းရပါပဲဒါတကယ်ပဲလားဘာလဲဆိုတာစဉ်းစားရခက်နေသေးပါမမြင်အပ်တဲ့အရာတွေကတကယ်ရောရှိနေကြတာလားဒါတကယ်အပ်ပါပဲလားဆိုတာစဉ်းစားရခက်နေတော့လေနောက်ထပ်တွေ့ကြုံနဲ့ခြောက်ခြားစရာကောင်းတဲ့ဖြစ်ရတယ်လေတင်ဆက်ပေးအောင်ပါမို့ like and follow လေးလုပ်ပေးကြပါဦးခင်ဗျာကြည့်ရှုနေသူတွေကလည်း ်ဝင်များခြင်းတာများရှိရင်လေပိမက်ဆေ့ချာကိုတိုက်ရိုက်ဝင်များလို့ရအောင်အားလုံးကျေးဇူးအထူးတင်ပါတယ်ဗျာပြန်လာခဲ့ပါဦး